အားလုံးပဲမင်္ဂလာပါကမ္ဘာမှာလူအများဆုံးနေထိုင်တဲ့မြို့ကြီး၅မြို့အကြောင်းကိုတည်ကြည့်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ဖို့ပြောချင်ပါတယ်နံပါတ်5မက္ကဆီကိုစီးတီးပြည်စမမြောက်လူနေအများဆုံးမြို့ကတော့မက္ကဆီကိုစီးတီးဖြစ်ပါတယ်မက္ကဆီကိုစီးတီးဟာမက္ကဆီကိုနိုင်ငံမှာတည်ရှိပြီးတော့နေထိုင်သူလူဦးရေ22တန်းရှိပါတယ်။မက္ကဆီကိုနိုင်ငံမှာလူဦးရေ132တန်းရှိတဲ့အနေနဲ့16.8ရာခိုင်နှုန်းကန်က မက္ဆီကိုစီးတီးမှာနေထိုင်ကြပါတယ်မက္ဆီကိုစီးတီးရဲ့ area အကျယ်ဝန်းကတော့1485စတူရန်ကီလိုမီတာကျော်ကျယ်ဝန်းပါတယ်နံပါတ်၄ဆော့ပိုလိုစတောက်ထားမြောက်လူနေအများဆုံးမြို့ကတော့ဆော့ပိုလိုမြို့ဖြစ်ပါတယ်ဆော့ပိုလိုမြို့ဟာဘရာဇီးနိုင်ငံမှာတည်ရှိပြီးတော့နေထိုင်သူလူအုပ်ရေ23တန်းရှိပါတယ်ဘရာဇီးနိုင်ငံတွင် လူဦးရေ933တန်းတမ၄တန်းရှိတဲ့အနေနဲ့30တန်းတမ800ခိုင်နှုန်းကစော်ပိုလူမျိုးမှာနေထိုင်ကြပါတယ်စော်ပိုလူမျိုးရဲ့ area အကျယ်ဝန်းကတော့2164စတူယန်ကီလိုမီတာကျယ်ဝန်းပါတယ်နံပါတ်3ရှန်ဟိုင်းတတိယမြောက်လူနေအများဆုံးမြို့ကတော့ရှန်ဟိုင်းမြို့ဖြစ်ပါတယ်ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံမှာတည်ရှိပြီးတော့နေထိုင်သူလူဦးရေ29တန်းရှိပါတယ်။တရုတ်နိုင်ငံမှာလူဦးရေ1415တဲရမ3တန်းကျော်ရှိပြီးအဲ့ဒီထဲကနေရခိုင်နှုန်းကန်းကရှန်ဟိုင်းမြို့မှာနေထိုင်ကြပါတယ်။ရှန်ဟိုင်းမြို့ရဲ့ area အကျယ်ဝန်းကတော့6340 square meter ကျော်ကျယ်ဝန်းပါတယ်။နံပါတ်1ဒေးလီ ဒုတိယမြောက်လူနေအများဆုံးမြို့ကတော့ဒေလီမြို့ဖြစ်ပါတယ်။ဒေလီမြို့ဟာအိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးနေထိုင်သူလူဦးရေကတော့32တန်းခန့်ရှိပါတယ်။အိန္ဒိယနိုင်ငံမှာ1463တက်တမ8တန်းကျော်ရှိပြီးအဲ့ဒီထဲကနေ့တက်တမနေ့ရခိုင်နှုန်းကဒေလီမြို့မှာနေထိုင်ကြပါတယ်။ဒေလီမြို့ရဲ့ area အကျယ်ဝန်းကတော့1484 square km ကျော်ကျယ်ဝန်းပါတယ်။ နံပါတ်1တိုကျိုကဘာပေါ်မှာလူနေအများဆုံးမြို့ကတော့တိုကျိုမြို့ဖြစ်ပါတယ်တိုကျိုမြို့ဟာဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီးနေထိုင်သူလူဦးရေကတော့38တန်းကျော်ရှိပါတယ်ဂျပန်နိုင်ငံမှာ နေထိုင်သူလူဦးရေ123တန်းခန့်ရှိပြီးအဲ့ဒီထဲက30ရာခိုင်နှုန်းခန့်ကတိုကျိုမြို့မှာနေထိုင်ကြပါတယ်တိုကျိုမြို့ရဲ့ဧရိယာအကျယ်ဝန်းကတော့2164စတူယန်ကီလိုမီတာကျယ်ဝန်းပါတယ် မိတ်ဆွေတို့လည်းဘိုးထွတ်တရမယ်လို့ညွှန်လဲပါတယ်။နောက်ဗီဒီယိုတင်ရင်တိရအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။